အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ပရိသတ်တွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့စင်ရဲ့ရောင်မအင်ကိုလာတဲ့ချမ်းသာတဲ့ရောင်မဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအနာပါဆွန်နာလေးရဲ့မိုဟီတိုနှစ်ယောက်လက်ထပ်ထားခဲ့တာအချိန်လေးနဲ့ကြော်လာခဲ့ပါပြီသူတို့မှာတမီလေးတယောက်လည်းရှိပါတယ်ဒါပေမဲ့ဒီအချိန်အထိဆွန်နာလီကတော့သူ့ရဲ့ရောင်မအကြီးကိုဘယ်တော့မှမတွေ့ခဲ့ဘူးပါဘူး ဒါပေမဲ့မိသားစုဝင်တွေကြားထဲမှာသူ့ရောင်မအကြီးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတော့အမြဲတမ်းကြားနေရလိမ့်ရှိပါတယ်။ရောင်မအကြီးကတော့သူ့မောင်ဖြစ်သူရဲ့မိန်းမကိုကြည့်ဖို့အတွက်တစ်ခါလေးတောင်ရောက်လာခဲ့တယ်ဆိုတာမရှိဘူးပါဘူး။မိန်းမရေမင်းသိလား။ငါအမအရန်ကောင်းတယ်။ပြီးတော့သူ့အိမ်ကလည်းအကျယ်ကြီးပဲ။သူ့အိမ်ကရေချိုးကန်းအိမ်သားဆိုရင်တော့ငါတို့တအိမ်လုံးစာလောက်ရှိတယ်။သူတို့အိမ်မှာအလုပ်သမားတွေကလည်းအများကြီးပဲ။ထမင်းတက်နဲ့စားမယ်ဆိုလို့ရှင်တော့သူတို့ဟင်းတွေအများကြီးချက်စားကြတာ။ ရှင်တို့ကြောင့်ချီးကျူးနေလို့ဘာရင်းများထိုးချသွားလို့လေ။တို့ကျမတို့ရှိကိုတခါမှလည်းမလာဘူးဘူး။ကျမတို့လည်းရှင်တခါမှသူ့စီခေါ်သွားဖို့ရလည်းမဟုတ်ပဲနဲ့။ကျမတို့ကြောင့်မသိဘူးလေရှင်။ပြီးတော့ရှင်အမကလည်းထူးဆန်းလိုက်တာဘလို့အမမျိုးပါလိမ့်။သူကမိဘအိမ်တွေဘာရီလာလေဖို့အကြာဘယ်တုန်းကမှမစင်စားထားဘူးလား။အင်းဟုတ်တယ်။အမေကွယ်လွန်သွားခဲ့တဲ့အချိန်တုန်းကတော့သူလာခဲ့ပါသေးတယ်။ဒါပေမဲ့နောက်ဘယ်တော့မှထပ်ပြီးတော့မလာတော့ဘူးလေ။ သူရောက်လာတဲ့အခါကြောက်လို့ရှိရင်ငါတို့ကသူ့ကိုပြီးပြည့်စုံနေအောင်အဲဝတ်ကြေပြောစွာအဲခံရတယ်။တခုခုလိုအပ်သွားရင်တော့ငါခေအိုကတအားဆိုတာသူ့ကိုအမြဲတမ်းပြစ်တင်ပြောဆိုနေရောတာပဲ။ငါရဲ့အခြေအနေကိုလည်းငါအမအသိတယ်လေအဲ့ဒါကြောင့်သူမလာတာပဲဖြစ်ရမယ်။ဒီစကားလေးကိုကြားခဲ့ရတဲ့အခါတိုင်းဆနာလီကတော့သူ့ရောင်မအကြီးအပေါ်လေးစားမှုတွေပိုးလို့ကျိုးလာခဲ့ပါရဲ့။အရင်တုန်းကမိုဟစ်ကစက်ရုံတရုံမှာအလုံးလုံးခဲ့ပါရယ်ဒါပေမဲ့အခုအလုံးပြုတ်သွားခဲ့ပြီးတဲ့နောက်မှာတော့စိုက်ကာနေနေခဲ့ရပါရယ် ရှင်လောက်ရတဲ့အလောက်ကအရင်ကပင်မန်းတာနော်လူတွေကိုလှဲပေါ်တင်ပြီးရှင်ကိုယ်တိုင်ဆွဲနေရတာဘလောက်ကြောင့်မှပင်မန်းလိုက်မလဲအဲ့ဒါကြောင့်အလုံမတော်ခင်တခုခုစားတော့ပြီးတော့မှတော့ရှင်အရန်ကိုအားနဲ့တော်ရတဲ့အခါကျရင်တော့ဒါတွေကိုလုံးနိုင်မှာတော့မဟုတ်တော့ဘူးမင်းရလေကွာဘာကျမ်းမာရေးကိုဂရုစိုက်ရမှာလဲအင်းရဲ့စီးပွားရေးအခြေအနေကိုတော့မင်းလည်းသိတဲ့အတိုင်းပဲဒီလောက်တော့မှအခြေအနေစိုးဝနေရမင်းကငါရဲ့ကျမ်းမာရေးအခြေအနေကိုလာပြီးတော့ပြောနေသေးရဲ့ဟုတ်လားဒါနဲ့လေကျမရှင်ကိုတခုလောက်ပြောလို့ရမလားယင်အမအရန်ကိုချမ်းသာနေအောင်ဆိုတော့ ။ဘာဖြစ်လို့သူ့စီကိုမတော်ရတာလဲ။သူတခုမဟုတ်တခုရှင့်ကိုကျင်းတယ်ပေါ့အကူညီပေးမှာပေါ့။မဟုတ်ဘူးမိမရဲ့။ငါတော့အမရှိကောင်နဲ့အကူညီသွားကြောင်းပဲဆိုရင်တော့ခဲဟိုကငါ့ကိုကောင်းကောင်းပြောလှုပ်လိုက်မယ်။သူကိုယ်တိုင်ကလည်းငါတို့စီကိုမလာတာအဲ့ဒါကြောင့်ပဲ။နောက်ထပ်ရနေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာတော့ဘယ်လိုလဲပတ်စံတွေပါရေရှင်စီစဉ်ပြီးသွားပြီလား။အဲ့ရအခြေအနေကိုကြည့်ပါအောင်ရှင်ဘလောက်ကြောင့်မှအခြေအနေဆိုးရွားနေပြီလဲရှင်သာတခုခုလုံးနိုင်မဲဆိုရင်တော့ကျမတို့လည်းအဆင်ပြေသွားလိမ့်မယ် ယာဒီဥဒုကအရန်ကိုပို့တယ်ဒီအချိန်ဒီအတိုင်းဆိုရင်တော့ကျွန်မလည်းမနေနိုင်တော့ဘူး။ Ừm ဆွန်နာလီရေပတ်စံအဆင်မပြေဘူးကွာ။ဒါပေမဲ့အိမ်နဲ့ပတ်သက်ပြီးတော့ဘာမှပြင်ဖို့အတွက်စဉ်းစားမနေနဲ့ပတ်စံမရှိပါဘူးဆိုနေမှငါတို့မှပန်ကားတောင်းရှိတာမဟုတ်ဘူး။ငါတို့မှစားတောက်ဖို့အတွက်တောင်အတော်လေးရုန်းကန်နေရတာ။ငါရဲ့ဖနက်ကိုလည်းတေချာကြည့်လိုက်အောင်ဘလောက်တောင်မှစုပ်ပြဲနေပြီလေ။ဖနက်အစ်စ်လေးတရားနာငါဝယ်စည်းနိုင်သေးတာမဟုတ်ဘူး။ဆွန်နာလီကလည်းတယောက်ကြားရဲ့ဖနက်ကိုကြည့်ပြီးနောက်မှာတော့ဝမ်းနေသွားခဲ့ပါရဲ့။ ဒီနောက်တမောအလုပ်တွေကိုပြန်လည်လုပ်ကိုင်းနေခဲ့ပါတယ်။တရမောအိမ်ကြီးချင်းအတော်ကြီးတယောက်ကအပြေလော့အိမ်တဲကိုဝင်လာခဲ့ပြီးပြောလိုက်ပါတယ်။ဟဲ့မိုဟစ်တေမိုဟစ်မိုဟစ်ကမလာလာနေရဲ့တိလာကမလာလာနေရဲ့အခုပဲဘူရာယုံကနေပြီးတော့တူတီယိုလာနေပြီးဘူရာယုံမှာအလုံးလုံးနေရဲ့သူတယောက်ကဖုန်းဆက်ပြီးတော့ငါ့ကိုလှမ်းပြောလို့တနအိအတွင်းသူတို့ရောက်လာကြလိမ့်မယ်။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာနှစ်ယောက်သားအကြော်လေးအေးခဲသွားခဲ့ကြပါပြီ။အခုသူတို့ဘာလုပ်ရမလဲဘယ်လိုလုပ်ရမလဲ။ စိတ်ထဲမှာတဲ့အတော်လေးကိုရှုပ်ထွေးသွားခဲ့ကြပါရယ်။စွန်တော်လေးကတော့အိမ်တအိမ်လုံးကိုတည်တည်ချာချာတန်ရှင်းရေလုံလိုက်ပါရယ်။ရှာကိုလည်းခင်လိုက်ပါရယ်။မိုဟန်ကတော့အိမ်ကြီးချင်းအတော်ကြီးအိမ်မှာရှိတဲ့ပန်းကားကိုသွားငှခင်လိုက်ပါရယ်။စွန်တော်လေးကလည်းစာရီအစ်စ်လဲဝဲခဲ့ပြီးမိုဟစ်ကလည်းအမြန်ဆုံးအိမ်ကြီးအစ်စ်တစ်ထည်လဲဝဲလိုက်ပါရယ်။သူရဲ့ဖနက်ကတော့တတော်လေးကိုစုပ်ပြဲနေခဲ့တာဖြစ်တဲ့အတွက်သူရဲ့ဖနက်အဟောင်းလေးကိုသူအမြန်ဆုံးဖွက်ထားလိုက်ပါရယ်။ ဘယ်လိုလုပ်မလဲဆွန်နာလီရဲ့ငါတို့တအိမ်လုံးကိုတန်ရှင်းလုပ်ပြီးတော့ကိုဟောက်ကိုလည်းအစဉ်ပြေအောင်ပြင်ဆင်ပေးသွားတာတော့ဟုတ်ပေမဲ့သူတို့လာတဲ့အခါကျရင်ငါတို့ဘယ်လိုကြိုဆိုရမလဲငါအမအချိန်အကြာကြီးနေမှာအိမ်ကိုလာလေရငါတို့တေချာအဲခံမှဖြစ်မယ်ဆွန်နာလီကတော့သူ့လက်ထဲမှာဝတ်ထားတဲ့လက်ဆွပ်လေးကိုကြည့်ပြီးနောက်မှာတော့ချက်ပေးလိုက်ပါတယ်ရော့ဒီမှာကျမရဲ့လက်ဆွပ်ကိုယူသွားလိုက်ပါရှင်အမဒီမှာနေထိုင်နေနှစ်ရက်သုံးရက်အတွင်းစားတောင်းနေထိုင်ဖို့အတွက်အစဉ်ပြေသလိုစစ်ဆင်ပေးလိုက်ကျန်တာကိုတော့နောက်မှကြည့်လို့ကြမယ်ဒါကမင်းအမေမင်းကိုလက်ဆောင်ပေးခဲ့တဲ့နောက်ဆုံးအမတ်တရားပစ္စည်းမဟုတ်ဘူးလား ရှင်အခုစကားများမနေနဲ့အမြန်သွားလေဘာလုပ်နေရလဲအမရောက်လာတော့မယ်မိုဟစ်ကလည်းအမြန်ဆုံးသွားပြီးနောက်မှာတော့ပျက်စီးပြီးအားလုံးကိုယူလာခဲ့လိုက်ပါတယ်အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာတော့အမအရောက်ရှိလာခဲ့ပါတယ်အမနဲ့အတူတူသူ့ရဲ့ခဲကိုလည်းအတူတူလိုက်ပါလာခဲ့ပါတယ်အမရဲ့နောက်ဆုံးကျွန်တော်စီကိုရောက်လာခဲ့ပြီးကျွန်တော်အမကိုဘလောက်တာမှတွေ့ခြင်းနေခဲ့လဲဆိုတာသိလားနေရလေမေးခွန်းတွေအားလုံးကကိုဒီမှာပဲရက်ပြီးတော့မင်းနေတော့မှလားအထဲလေးပါလိမခေါ်တော့ဘူးလားလာပါအမရဲ့လာပါလာပါကျွန်တော်ရဲ့အိမ်လေးကနေအမကိုကြိုးဆိုပါတယ် ။စွန်တော်လေးကလည်းအများဆုံးရေခဲရေခလာခဲပေးပြီးနောက်မှာတော့နှင်းအောင်လုံးကိုကကြောလိုက်ပါရဲ့။မောင်လေးရေနေမိမကတကယ်ရင်ကျေးလိမ်မာလိုက်တာနဲ့တကယ်အရန်အကန်ကောင်းနေသေးလား။ဒီနေ့ခင်မအခုလိုမင်းကလေးမျိုးရဖို့ဆိုတာကအတော်မတွေတဲ့ကိစ္စပဲအမရေသူကအမကိုအရန်တတိယနေခဲ့တာပြီးတော့အမကိုလည်းအမြဲချီးကျူးတယ်ကျမလည်းအဲ့ဒါကြောင့်အမကိုအရန်တွေးချင်နေခဲ့ရပေါ့ဒါပေမဲ့နောက်ဆုံးမှာတော့ကျမအမကိုမြင်တွေ့ခွင့်ရသွားခဲ့ပြီဟုတ်တယ်ရောင်မရေကျမလည်းအချိန်တွေကဒီလိုဖြစ်သွားတော့လာလို့မရခဲ့ဘူး ကျမယောက်ျားကိုယ်တိုင်ကလည်းအလုပ်တွေများနေတာဆိုတော့ဒီဘက်ကိုမရောက်ဖြစ်ကြလိ။ကျမတယောက်တည်းဒီလောက်အဝေးကြီးဘယ်လိုလာရမလဲ။အခုသူလည်းအငိမ့်စားယူလိုက်ပြီးဆိုတော့ကျမတို့ထွက်လာခဲ့လိုက်ကြတာလေ။ကောင်းတယ်ရှင်ကောင်းတယ်ကောင်းတယ်ထွက်လာကြတာကောင်းတယ်။နောက်ဆုံးတော့ကျမရောင်မကိုလည်းကျမတွေးလိုက်ရပြီ။ဒီကောင်နေအမြန်ထွက်သွား권ပေးမှာတော့မဟုတ်ဘူးနော်။ဒါနဲ့ဆွနာလီအားလုံးစားဖို့အတွက်မဲထမဲဟင်းကောင်းကောင်းချက်ပြုတ်ထားလိုက်တော့နော်။ဆွနာလီကလည်းအဲ့တဲ့တွေစားဖို့အတွက်သူတို့အိမ်မှာတော့မချက်ပြုတ်တဲ့အကောင်းပုံစုံထမဲဟင်းတွေကိုချက်ပြုတ်ပြင်ဆင်ပေးလိုက်ပါရဲ့။ အနက်လျောက်မွေးနေရပဲကြည်ရတာကျမရောင်မှာဟင်းကောင်းကောင်းထမင်းကောင်းကောင်းချက်နေရတဲ့တွေ့သူတို့အချင်းတွေကိုကြည်ရသလားဆိုရင်တော့သူတို့ကောင်းကောင်းချက်ကျွေးနိုင်လိမ့်မယ်လို့မထင်ဘူးစံပြုတ်တွေဘာတွေပဲပြုတ်နေရဖြစ်မှာပေါ့ရှင်ရတော့လေနည်းနည်းလေးမှမပြောင်းလဲဘူးဒီနေ့အထီးဒီပုံစံအတိုင်းပဲမဟုတ်ပါဘူးကွာငါဒီအတိုင်းပဲစားနောက်နေရပါခဏနေတော့သူတို့အားလုံးအတူတူထမင်းထိုင်စားခဲ့ကြပြီးနောက်မှာတော့စကားတွေအများကြီးပြောခဲ့ကြပါသေး ဇလာလီကတော့အဲ့တဲ့တွေကိုတတေချာချာဂရုတစိုက်ပြုစုပေးနေခဲ့ပါတယ်။နောက်နေ့မနက်မောလင်းသွားတဲ့အခါမှာအလုံးအတွက်မနက်စာပြင်ဆင်ပေးခဲ့ပါတယ်။ညနေခင်းမှာတော့တံပေါက်တောင်းချက်ကျွေးလိုက်ပါသေး။ငါတော့ဒီတစ်ခါတော့တော်တော်လေးကိုအဲဝတ်ကြေလွန်နေရပဲနော်။အရင်တုန်းကကျမရောင်းမလိုမျိုးနားလည်းမရှိတဲ့ချွေးမကလည်းအိမ်မမရှိခဲ့ဘူးလေ။သူတို့ကလည်းအဲ့တဲ့တွေလိုအချက်တခုခုမရှိစေဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေအားလုံးကိုတော့ဝယ်ထားခဲ့ပါတယ်။တပတ်အတွင်းမှာသူတို့ရဲ့ပတ်စံတွေကလည်းကုန်သွားခဲ့ပါတယ်။ ဒါပေမဲ့အမောနဲ့ခဲဦးနှစ်ယောက်လုံးကတော့အခုချိန်အထိသွားဖို့အတွက်မပြင်းစင်ကြသေးပါဘူး။တ냐မှာတော့ဆနာလီပြောလိုက်ပါရီ။ဒုက္ခပဲကျမတို့အခုဘယ်လိုလုပ်ကြမလဲပတ်စံကတပြားတစ်ချမ်းမှမရှိတော့ဘူး။ဘယ်လိုလုပ်ရမလဲဆနာလီရဲ့လက်ဆွဲရောင်းပြီးရတဲ့ပတ်စံလေးကိုလည်းတို့ကိုကျွေးလို့ကောင်းပြီ။ငါအမောနဲ့ခဲဦးနှစ်ယောက်လုံးငါတို့ဆင်းရဲတယ်ဆိုတော့ကိုတိသွားလို့မဖြစ်ဘူးနော်။ဒီအချိန်မှာသူ့မိမဝစ်ထားတဲ့လက်ထပ်ဆွဲချိုးလေးကိုကြည့်ပြီးပြောလိုက်ပါရီ။ဆနာလီမင်းရဲ့လက်ထပ်ဆွဲချိုးငါ့ကိုခဏပေးလိုက်။ငါဒါလေးကိုရောင်းပြီးအဆင်ပြေအောင်လုပ်လိုက်မယ်။ ရှင်ကလည်းယူနေလားရှင်ဧည့်သည်တွေအတွက်ကျမအသက်ပေးနိုင်တယ်ဒါပေမဲ့ဒီလက်ထက်ဆွဲချိုးကိုတော့မပေးနိုင်ပါဘူးကျမပြောပြမယ်ဒီအိမ်ကိုပဲသွားပေါင်ချလိုက်တော့ကောင်းပြီဒါဆိုရင်တော့ငါသွေးဖောက်ရောင်ရရောင်ရလုပ်မယ်ငါမရှိတော့ဘူးဆိုရင်တော့မင်းဒီဆွဲချိုးကိုဘယ်သူအတွက်ဝေအောင်မလဲသူတို့နဲ့ပြောနေတဲ့စကားတွေကိုကမလာတို့လင်မယားနှစ်ယောက်လုံးကြားနေခဲ့တယ်ဆိုတော့ကိုတော့သူတို့မသိပါဘူးစွန်နာလီကလည်းစိတ်ညစ်သွားခဲ့တဲ့အတွက်သူ့ရဲ့လက်ထက်ဆွဲချိုးကိုချုပ်ပေးလိုက်ပါတယ်ဒီအချိန်မှာသူ့ရောင်မကမလာရောက်ရှိလာခဲ့ပြီးတော့သူမလက်ကိုကင်ချပြီးပြောခဲ့ရပါဘော ဘာလို့နေရလဲဒုက္ခပဲကျမတို့ကိုအဲဝတ်ကျင်ဖို့အတွက်ဒီလောက်ထိလှုပ်เสียရလားအင်းရဲ့အခြေအနေမကောင်းဘူးဆိုရင်တော့ဘာဖြစ်လို့ဒီလောက်တောင်မှလှုပ်ခဲရတာလဲရှင်နောက်ဆုံးမိခင်ဖြစ်တော့ပေးခဲ့တဲ့လက်ဆောင်ပစ္စည်းလေးကိုတော့မှရောင်းချလိုက်ကြသေးတယ်ဟုတ်လားအရန်စိတ်ဆိုရင်တော့အဲ့ဒါကြောင့်ကျမဒီကိုနောက်ဘယ်တော့မှထပ်ပြီးတော့မလာတော့ဘူးတောက်မှပါရဲ့ရှင်အမကိုစိတ်ညစ်အောင်မလုပ်ချင်ပါဘူးအမတို့ကအရန်ချမ်းသာကြတယ်လေကျမတို့လိုစိတ်ရသားတွေရဲ့အင်ကိုရောက်ရှိလာခဲ့ပြီးတော့တိတ်ခါကြမှာကိုမဖြစ်စေချင်လို့ပါအဲ့ဒါကြောင့်အခုလိုလှုပ်ခဲရတာပေါ့ ကျမယောက်ျားအလောက်ကနေထုတ်ခံလိုက်ရတာကြပြီးသူကလည်းအခုစိုက်ကားနေနေတယ်။ခင်ရဲ့စားဝတ်နေရေးကလည်းအတော်လေးကိုခက်ခဲနေခဲ့ရ။ကျမတို့အခုလိုလုပ်ပေးခဲ့တယ်ဆိုပေမဲ့နည်းနည်းလေးမှနောင်တမရပါဘူး။ကျမတို့အရန်ကိုချေရတဲ့ရောင်းမဖြစ်သူအတွက်လုပ်ပေးရတာပဲလေ။ဒီအချိန်မှာတော့ကမလာကလည်းသူရဲ့ရွှေလက်စွပ်လေးကိုစွနာလေးကိုဝေပေးပြီးပြောလိုက်ပါရည်။နေရဗမာစိမ့်ရဲ့လို့လေနင်းကစိတ်ထဲကနေအတော်လေးကြွဲဝချမ်းသာလွန်းတာပဲ။ဒီလိုနဲ့ခဲအိုဖြစ်သူကလည်းအင်ရဲ့လိုအပ်တဲ့အရာတွေအကုန်လုံးကိုဖြည့်ဆည်းပေးခဲ့ပါရည်။ အလောက်ကောင်းကောင်းတစ်ခုပေးခဲ့ပြီးနောက်မှာတော့လစာကောင်းကောင်းရရှိသွားပါရဲ့အခုဆိုရင်တော့ဆနာလီနဲ့မိုဟီတိုနှစ်ယောက်စလုံးကလည်းဝမ်းသာပျော်ရွှင်နေကြကြပါရဲ့စင်ရဲအိမ်ကိုရောက်ရှိလာခဲ့တဲ့ချမ်းသာတဲ့အဲလီယာကတော့သူတို့ကိုပျော်ရွှင်မှုတွေအားလုံးပေးသွားခဲ့ကြပါရဲ့နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့တောင်းမရှိရရွာဆိုတဲ့ပုံမြင်ပဲဖြစ်ပါရဲ့ဒီရွာလေးမှာနေထိုင်ကြတဲ့သူတွေအကုန်လုံးကတော့အတော်လေးရိုးသားကြတဲ့တောသူတောင်သားတွေဖြစ်ကြပါရဲ့ ီရွာကအရန်ကိုဝေးခေါင်လုံးတဲ့အတွက်ကြောင့်မို့လို့ပညာကြီးနဲ့ပတ်သက်ပြီးဘာမှမရှိပါဘူး။ရှိရဆိုလို့စင်ရမွဲတင်မှုတွေတာရှိပါတယ်။ကျောင်းတစ်ကျောင်းတောင်မှရွာမှာမရှိပါဘူး။အတော်ကြီးရေကျွန်တော်ပတ်စံနဲ့လာချေးတာပါ။ကျွန်တော်ရဲ့လေထဲမှာဓာမီဩစာထည့်ဖို့အတွက်လိုအပ်နေရဲ့။ကျွန်တော်မှုစိုက်ခင်စိုက်ပြိုးထားတယ်။အေးဟုတ်ပြီလေ။ဒါဆိုရင်တော့ငါနဲ့ကိုပတ်စံထုတ်ပေးလိုက်မယ်။မိုးပွင့်တွေကိုတော့တဲတဲချာချာလေးစိုက်ပြိုးထားတော့ငါလို့ချင်းလေ။ နေရမော်ရီကအရန်ကိုအထွက်ကြိုးကောင်းလုံးလို့ဈေးထဲမှာပြန်ရောင်းချတဲ့အခါအဆင်ပြေသွားတယ်ဆိုလို့ရှင်တော့နေရအကျွေးတွေအကုန်လုံးကိုငါခွက်လော့ပေးလိုက်မယ်။ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီတကယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။အရွာလုံးမှာရှိတဲ့ရွာသူရွာသားတွေအကုန်လုံးကပညာမကျတဲ့ဆင်းရဲတဲ့တောင်သူလက်သမားတွေဖြစ်ကြပါရဲ့။ဒါကြောင့်တရွာလုံးကိုရဂျိုးဆိုတဲ့ဒီအမျိုးသမီးကချဲ့လေနေခဲ့ရပေါ့။ရဂျိုးဆိုတဲ့ဒီအမျိုးသမီးကအရန်ကိုချမ်းသာတယ်လို့မျိုးလဲဝဲလွန်းလာပါရဲ့။ ရောမရှိတဲ့တောင်တို့နဲ့သမားတွေအကုန်လုံးကသူနဲ့အတွေ့အကြုံနဲ့တူဆိုတာတရားမှမရှိပါဘူး။အရာအပြင်ပဲကပါအောင်မလဲ။တောင်တို့နဲ့သမားတွေအကုန်လုံးကလည်းတို့လည်းမြည်တဲ့ကထွက်တဲ့အသီးနှံတွေဟင်းသီးဟင်းရွက်တွေအားလုံးရဂျိုစီမှာပဲလာရောက်ကြပါရဲ့။ဒါကြောင့်တောင်တို့နဲ့သမားတွေအကုန်လုံးအရင်ကထပ်ပေါ်ပြီးဆင်းရဲနေခဲ့ကြတာပေါ့။ရဂျိုကတော့အရင်တုန်းကထပ်ပေါ်ပြီးအများကြီးကြွယ်ဝချမ်းသာလာနေခဲ့ပါရဲ့။ကောင်းတယ်ကောင်းတယ်ကောင်းတယ်။အခုငါပတ်စံနဲ့အများကြီးထပ်ပြီးရွှာနိုင်သွားပြီ။ ရွာမှာရှိတဲ့သူတွေအခုလိုမျိုးပဲပညာမဲနေအောင်မဲဆိုင်တော့ငါတို့ကိုခေါင်းပုံဖျက်ရတာပို့ပြီးတွေ့တာပေါ့။ဗန်စီမှာလေယာမြေလေးအနေငယ်သားရှိတယ်ဆိုပေမဲ့သူကမိုးရီကိုတတိချာချာစိုက်ပြိုးခဲ့ပါရီ။ဒီလေယာမြေလုံးကန်းကိုလောက်ကင်နေတဲ့အတွက်သူ့အိမ်ရဲ့ဇာဝဲနေရဲ့အစင်ဖြစ်နေခဲ့ရပေါ့။ပညာမတတ်တဲ့ဗန်စီအတွက်တော့ရဂျိုးဆိုတာကမဲတော်တမယပါပဲ။သူပတ်စံလို့အဲ့လိုသွားချီယူတဲ့အခါတိုင်းအတော်ကြီးကတော့သူ့ကိုပတ်စံအမြင်နဲ့ထုတ်ပေးပါရီ။အဲ့ဒါပြင်သူ့ရဲ့မော်ရီအားလုံးကိုလည်းဝယ်ယူပေးပါသေးတယ်။ ပညာမတတ်တဲ့သူကတော့စရင်အင်းကိုလည်းကောင်းကောင်းမလုပ်ကြခဲ့ပါဘူး။အဲဒါကြောင့်ရကြိုးပေးတဲ့ဇေနှုန်းနဲ့ပဲသူ့ရဲ့မိုးတွေအားလုံးကိုသူကရောင်းချခဲ့ပါရဲ့။ကဲဒီမှာဗန်စီရဲ့ဒီနှစ်မိုးဇေနှုန်းကအတော်လေးကိုကျနေတယ်။နင်လည်းသိတဲ့အတိုင်းပါပဲ။ဒါပေမဲ့ငါလင်းကိုအစဉ်ပြေးတဲ့ဇေနှုန်းတစ်ခုထားပေးပြီးတော့ဝယ်လိုက်မယ်နော်။ကျေးဇူးအများကြီးတင်ပါတယ်အတော်ရဲ့အလုံးမစုံကျွန်တော်ယူထားတဲ့အကျွေးတွေအကုန်လုံးကိုလည်းပြန်ဆက်နိုင်မယ်ဆိုရင်တော့ဒါကျေးဇူးတင်စရာပဲလေ။နင်ရဲ့အကျွေးတွေအကုန်လုံးကတော့ကျေသွားပြီလို့တမ်းမှတ်ထားလိုက်တော့ ကျေးဇူးများကြည်တင်ပါတယ်ကျွန်တော်လိုဆင်းရဲသားအတွက်ဒီထပ်ပို့ပြီးတော့ကြီးရပါရှိအောင်မလဲပြောဆိုပြီးပန်းစီထွက်ခွာသွားခဲ့တဲ့အခါမှာလက်ချိုးကအရန်ကိုပြောရွှင်နေခဲ့ပါတယ်အမှန်တကယ်တော့ငါးသားနဲ့တို့လိုမျိုးဆင်းရဲတဲ့ပညာမတတ်တဲ့တောင်သူနဲ့သမားတွေကိုကျေးဇူးတင်ရမှာနင်တို့ကတော့ဘာဆင်းရဲအင်းမှနားမလဲပဲနဲ့ငါ့စီမှာလာပြီးတော့ဝက်ခံနေကြတာလीဖယားသခင်ကဒီရွာသူရွာသားတွေကိုအမြဲတမ်းပညာမတတ်တဲ့ဆင်းရဲသားတွေအနေနဲ့ပဲထားရှိပါစေလို့ငါဆုတောင်းနေရကြိုးကတော့ဒီပုံစံအတိုင်းပဲဖြစ်စေခြင်းနေခဲ့ရပါ ဒီရွာမှာရှိတဲ့ကလေးငယ်လေးတွေအကုန်လုံးကပညာမတတ်ရင်ပေါ်ရုံတော်တို့အတွက်ကောင်းပါသေးတယ်။သူတို့အဖိုးတွေအဖေတွေလိုမျိုးပညာမတတ်တဲ့အခါမှာတော့သူ့အတွက်အမြတ်တွေအများကြီးထွက်လာမှာပါ။ဒါပေမဲ့အချိန်နဲ့အမြတ်အရာအားလုံးကလည်းပြောင်းလဲနေတတ်ပါရဲ့။တရက်မှာတော့ဘန်စီရဲ့သားနဲ့သမီးနှစ်ယောက်လုံးကရောက်ရှိလာခဲ့ပြီးပြောလိုက်ပါရဲ့။ဖေဖေသားကြောင်းတက်ခြင်းနဲ့ဟုတ်တယ်ဖေဖေသမီးလည်းကြောင်းတက်ခြင်းနဲ့သမီးတို့ကိုကြောင်းတက်လို့ရောက်အောင်လို့စစ်စင်ပေးပါလားဖေဖေသမီးတို့ကိုကြောင်းပို့ပေးပါနော်။ ခရီးရပညာသင်ကျင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးသူကြားခဲ့ရတဲ့အခါမှာတော့ကြောင်သွားခဲ့ပါရဲ့ကြည့်ပါဦးမိမရဲ့ငါတို့ခလေးတွေယူများယူသွားကြပြီလားမသိပါဘူးသူတို့ပညာသင်မယ်ဆိုတဲ့အကြောင်းတွေကိုပြောနေကြလေခလေးတို့ရေနင်တို့ကတကယ်ပဲဘာစကားတွေပြောနေကြတာလေငါတို့ဘိုးဘွားဘီးဘင်အစဉ်အဆက်ဘယ်သူမှပညာတက်လာခဲ့ကြတာမဟုတ်ဘူးဘယ်သူမှလည်းပညာမသင်ခဲ့ဘူးသားရေအဖေတို့ကအရန်ကိုဆင်းရဲတယ်အဖေတို့ရဲ့အလုပ်ကပညာသင်ကြားရတာမဟုတ်ဘူးအဖေတို့ကအလောက်ကျန်းတွေကိုပဲပြန်မဆင်းရဲစွာနဲ့လောက်ကင်ကြမယ် အဲ့ဒါကြောင့်ပညာသင်ဖို့အကြောင်းတွေစဉ်းစားပြီးတော့မင်းတို့အချိန်ဖြုံးနေကြနဲ့ငါတို့နဲ့အတူတူလဲရဲကိုလိုက်လာပြီးစိုက်ပြိုးရေးလုပ်ငန်းဘယ်လိုလုပ်ရမလဲဆိုတော့ကိုပဲလာတင်ယူချက်မင်းတို့ကတော့အလုပ်တွေကိုစူးစမ်းပန်းစားနေလုပ်ပြီးတော့ထွက်တမျှအသီးနှံတွေဟင်းသီးဟင်းရွက်တွေကိုအမကြီးလက်ကျိုးစီမှာတွဲရောက်ရင်တော့စားတော့ဖို့အတွက်အဆင်ပြေလိမ့်မယ်ပြောဆိုပြီးနောက်မှာတော့ဘန်စီရောလင်းများနှစ်ယောက်လုံးကခလေးတွေရဲ့မျောလင်းချက်တွေကိုရိုက်ချိုးပစ်ခဲ့ကြပါတယ်ခလေးတွေကလည်းစိတ်ပြဝနေသွားခဲ့ကြရပါဘော ကြည်ပါဦးငါတို့ရွာမှာကျောင်းလည်းမရှိတယ်လို့မျိုးဘယ်သူမှလည်းပညာမသင်ချင်ကြဘူးနော်ငါတို့မိဘတွေကလည်းပညာမကြတယ်လို့မျိုးငါတို့ကလည်းပညာသင်ကြားခွင့်မပေးချင်ဘူးအခုငါတို့ဘာဆက်လုပ်ကြမလဲမတတ်နိုင်ဘူးငါတို့လည်းပညာမတတ်တဲ့သူတွေအဖြစ်ပဲနေထိုင်သွားတော့မှာပေါ့ငါတို့မိဘတွေလိုမျိုးလေဒီနောက်မှာတော့မောင်နှမနှစ်ယောက်စလုံးကလည်းဘာမှစဉ်းစားမနေတော့ဘဲနဲ့မိဘတွေရဲ့တရားဆိုင်ပြောရေးလုံခြုံရေးမှာပဲတွားရောက်ကိုညီလောက်ကိုင်းပေးနေခဲ့ကြပါရဲ့အချိန်အနည်းငယ်ကတော့ဒီပုံစံအတိုင်းပဲကုံဆုံးသွားခဲ့ရပါရဲ့ တရမှာတော့ highway လမ်းတနေရာကနေပြီးတော့ကားတစ်စီးဖြတ်သွားခဲ့ပါတယ်။ကားပေါ်ကနေနေသူဆိုတဲ့ main ကလေးတယောက်ဆင်းလာခဲ့ပါတယ်။ကားပေါ်ကဆင်းလာတဲ့နေသူကိုတွေ့ကြရတဲ့အခါမှာကလေးတွေကလည်းအပြေးလွှားသွားလိုက်ကြပါတယ်။ဘာဖြစ်တာလဲကားပြတ်သွားလို့လား။ကားမပြတ်ပါဘူးဒီအတိုင်းပဲကားကိုရှက်လိုက်တာ။ဒါနဲ့ကလေးတို့ရဲ့ဒီရွာကဘာရွာလဲ။ဒါကပညာမတတ်တဲ့သူတွေနေတဲ့ရွာလေ။ဘာပြောရဲပညာမတတ်တဲ့သူတွေနေတဲ့ရွာဟုတ်လား။ဟုတ်တယ်ဟုတ်တယ်သူပြောတာမှန်တယ်။တကယ်ပဲပညာမတတ်တဲ့သူတွေနေတဲ့ရွာ။ ဒီနောက်မှာကလေးနှစ်ယောက်လုံးကလည်းဝမ်းနေသွားခဲ့ပြီးနောက်မှာတော့သူတို့ရွာရဲ့အကြောင်းတွေကိုပြောပြလိုက်ပါတော့တယ်။ကလေးတို့ရဲ့စကားတွေကိုကြားသိခဲ့ရပြီးရွာရဲ့အမှန်တရားတွေကိုသိခဲ့ရတဲ့အခါမှာနီတူးကိုယ်တိုင်လည်းအံ့အားသင့်နေခဲ့ပါတယ်။အံ့အားသင့်ုံတွေပဲကပါအောင်မလဲသူမအရန်ကိုဝမ်းနေသွားခဲ့ပါတယ်။ဒီနောက်မှာတော့သူပြောလိုက်ပါတယ်။အခုခင်မလည်းဒီလိုရွာရှိသေးတယ်ဟုတ်လား။အရွာလုံးကပညာမတတ်ကြဘူးလား။ဒါနဲ့ကလေးတို့ရဲ့တခုလောက်မေးပါအောင်မဲနင်းတို့ရောစတင်ခြင်းကြလား။ဒါပေါ့အမရဲ့တမီးတို့အရန်စတင်ခြင်းပါတယ်။ သမီးတို့ကစာသင်ပေးမဲ့သူကြတော့လေဘယ်သူမှမရှိဘူးခလေးတို့ရဲ့ဘာမှအရင်ကြီးလဲဝမ်းနဲ့မနေပါနဲ့ဆရာမကိုယ်တိုင်စာသင်ကြပေးမှာပေါ့သူကတော့ကျောင်းထဲမှာစာသင်ပေးရတာကိုအရင်အသဘောကြတယ်သူပါခလေးလေးတွေကိုအခုလိုမျိုးပညာရေးဘတ်ကျိုးစားနေအောင်ကိုမြင်ရတဲ့အခါတိုင်းမှာလေသူမဝမ်းသာပြောရွှင်တတ်ပါရဲ့ဒါကြောင့်သူမကိုယ်တိုင်ကလည်းမြို့မှာရှိတဲ့ကျောင်းတွေကနေထွက်လာခဲ့ပြီးနောက်မှာတော့ရွာမှာရှိတဲ့ကျောင်းတွေမှာခလေးတွေကိုစာသင်ပေးဖို့အတွက်ရောက်ရှိလာခဲ့တာပါရွာကိုရောက်ရှိလာခဲ့ပေမဲ့ရွာမှာကျောင်းတကြားမှမရှိတဲ့အပြင် ဘယ်သူကမှစတင်ကြဖို့အတွက်စိတ်မဝင်စားခဲ့ကြပါဘူး။ဒါကြောင့်ဒီတို့ကလည်းတစ်ပင်ကြီးတပင်ရဲ့အောက်မှာခလေးတွေကိုစာတင်ပေးဖို့အတွက်ပြင်ဆင်လိုက်ပါတယ်။ခလေးတို့ရဲ့ဒီတစ်ပင်ကြီးကဆီယာမရီရဲ့အကြောင်းပဲဒီတစ်ပင်အောက်မှာပဲပညာသင်ကြားပေးမယ်နော်။နောက်ဆုံးမှာတော့ပညာမတတ်တဲ့ရွာမှာအကြောင်းတစ်ကြောင်းဖွင့်လှစ်နိုင်သွားခဲ့ပါပြီ။ခလေးနှစ်ယောက်စာတင်ကြားတဲ့အောင်ကိုတွေ့ခဲ့ရတဲ့အခါမှာရွာမှာရှိတဲ့နောက်ချက်ခလေးတွေလည်းရောက်ရှိလာခဲ့ပါတယ်။ကြောင်းတွေ့ခဲ့ရတဲ့အခါမှာဒီတို့ဝမ်းသာပြောရွှင်သွားခဲ့ပါတယ်။တော်ရယ်ခလေးတို့ရဲ့တော်ရယ်တော်ရယ် ခုလိုမျိုးပဲပညာကိုကြိုးစားသင်ယူကြရမယ်ကြလားဒီပုံစံအတိုင်းပဲပညာကိုကြိုးစားသင်ယူပြီးဆက်လက်လုပ်ကိုင်သွားမယ်ဆိုရင်တော့ပညာမကျတဲ့ရွာကနေပညာတတ်တွေကြီးပဲရှိတဲ့ရွာအဖြစ်ကျောင်းလဲသွားနိုင်မယ်နေတော့ရွာကိုရောက်ရှိလာခဲ့ပြီးခလေးတွေကိုစာသင်ကြားပေးနေတယ်ဆိုတဲ့အကြောင်းတွေကိုရချိုးသိရှိသွားခဲ့တဲ့အခါမှာတော့တော်တော်လေးကိုစိတ်ပြတ်သွားခဲ့ပါတယ်။သူကဆီယမနေသူကိုဒေါသတွေနဲ့အယံကိုထွက်နေခဲ့ရပါဘော။ငါတော့ဒီရွာမှာရှိတဲ့ခလေးတွေပညာရေးနဲ့ပတ်သက်ပြီးဘယ်သူမှစိတ်မဝင်စားဘူးလို့ထင်ခဲ့အောင် ပြီးရင်တော့မျိုးကရောက်လာတဲ့ဆရာမကလည်းနှစ်ရက်အတွင်ပြန်ပြေးသွားမယ်ပေါ့ဒီမှာကိစ္စတွေအားလုံးကတလွဲတွေကြီးပဲဖြစ်နေရဲ့နော်ဟုတ်တယ်နော်ဒီပုံစံအတိုင်းဆိုရင်တော့ဒီဆရာမကရွာမှာရှိတဲ့ကလေးတွေနဲ့အတူတူလူကြီးတွေကိုလည်းပညာလိုက်တင်ကြပေးနေလိမ့်မယ်အဲဒီခါကျတော့ရှင်တော့အမကြီးသွားပြီအဲ့လိုဖြစ်လာစေရလားငါနေကိုငှားထားတာပါအကျော်လဲဒါဆိုရင်တော့ကျွန်တော်ဘယ်လိုလုပ်ရမလဲပြောပါအမကြီးရဲ့ဒီနေ့ပဲအဲဒီကျောင်းဆရာမကိုကျွန်တော်ရိုက်ပြီးတော့ချွာကနေထွက်ပြေးသွားအောင်လုပ်ပြလိုက်ရမလားနေရတယ်အဲ့လိုမလုပ်ပါနဲ့အဲ့လိုလုပ်စီရလား အဲ့လိုမျိုးလုပ်မယ်ဆိုရင်တော့ရွာသူရွာသားတွေအကုန်လုံးငါတို့အကြောင်းသိသွားမှာပေါ့ပြီးရင်တော့ငါတို့ကိုတန်တရားတွေဝင်လာလိမ့်မယ်အခုခဏလေးအချိန်ကောင်းတစ်ခုကိုစောင်းလိုက်အခွင့်အရေးတစ်ခုရပြီဆိုတာနဲ့ငါတို့စတင်လှောက်ရှားကြမယ်မွေးမသိထုံမကျိုးဖြစ်အောင်လုံးမဖြစ်မယ်အရင်နောက်မှာတော့ရာဂျိုကိုရိုင်းကလည်းဆီယမနီတို့ကိုရွာကနေမောင်းထုတ်ဖို့အတွက်နီလန်းစဉ်းစားခဲ့ပါရည်ရုတ်တရက်မိုးရသည်ရောက်ရှိလာခဲ့ပြီးမိုးရေရွာသွန်းလာခဲ့တဲ့အခါမှာတော့တိပိန့်အောင်မှာစတင်ပေးရတော့မလွယ်ဘူးတော့ပါဘူးရေတွေအိုင်နေတဲ့အတွက်ထိုင်လို့တော့မရပါဘူး ခလေးတို့ရေဘုရားသခင်ကိုယ်တိုင်တောင်မှဒီဘောင်မှာရှိတဲ့ခလေးတွေကိုပညာသင်ကြားခွင့်မရစေခြင်းဘူးနဲ့တို့ပါတယ်။ဒီလောက်တောင်မှရေရေကြည်ပြီးမိုးရေကြွားနေအောင်ငါလေးတို့ကိုဖဲမှာသွားပြီးတော့ပညာသင်ပေးရမလဲ။ထိုင်ကုန်တွေရှိဖို့ဆိုတော့အဝေးကြီးဒီမှာအမိုးကလုံးတဲ့နေရာလေးတစ်ခုတောင်မရှိဘူး။မဟုတ်တာဆရာမရဲ့အဲ့လိုမပြောပါနဲ့ဘုရားသခင်ကကျိန်းသေးပါဦးကျွန်တော်တို့ကိုအကူအညီပေးမှာပေါ့။နေသူနဲ့ခလေးတွေအခုလိုမျိုးစိုက်ပြတ်နေအောင်ကုတ်တွေးခဲ့ရတဲ့အခါမှာရာဂျိုအယံကိုဝမ်းသာပြောရွှင်သွားခဲ့ပါတယ်။သူရဲ့ဆူတောင်းတွေအကုန်လုံးကလည်းရုတ်တရက်ပြေးသွားတယ်လို့ခန်းစားခဲ့ရပါတယ်။ သူကလည်းပျော်ရွှင်စွာနဲ့သူ့ရဲ့လူဆိုးတွေကိုခေါ်ပြောခဲ့ရပေါ့ငါလုံးမဲ့အလုပ်တွေအကုန်လုံးကိုရာသီဥတုကလုပ်ပေးလိုက်ပြီဆိုတော့ဘာမှထပ်လုပ်စရာမလိုတော့ဘူးအခုအဲ့ဒီကျောင်းဆရာမရွာကနေထွက်ပြေးသွားလိမ့်မယ်သူကမြောင်ပညာမတတ်တဲ့ရွာသူရွာသားတွေကိုပညာသင်ပေးချင်နေသေးတယ်နေတို့ကတော့ကောင်းမွန်တဲ့လမ်းကြောင်းပေါ်ရှောက်နေခဲ့ပြီးခလေးတွေကောင်းကျိုးအတွက်သူမစင်စားပေးနေခဲ့တာပါ။ဒါကြောင့်ဖယားသခင်ကသူမကိုအကူအညီပေးခဲ့ပါရဲ့။တရမတော်ရိုဟန်နဲ့သူရဲ့ညီမလေးနှစ်ယောက်လုံးလဲတဲ့ကိုရောက်ရှိလာခဲ့ကြပါရဲ့ ။ဒီအချိန်မှာသူရဲ့လယ်ထဲမှာမှုအကြီးအကြီးပေါင်းလျောက်ကိုတွေ့လိုက်ရပါတယ်။အမိုးလောက်ကိုကြီးနေတဲ့မှုပွင့်ကြီးတွေ့ခဲ့ရတဲ့အခါမှာသူလည်းအံ့အားသင့်သွားခဲ့ရပါဘော။ဒီနောက်မှာတော့ပြောလိုက်ပါတယ်။တွေ့လားနောက်ဆုံးငါတို့အတွက်အကြောင်းရရှိသွားပြီးအရောင်ကောင်းတဲ့အကြောင်းကိုတွေ့ရှိသွားပြီးဒီနေရာမှာပဲစတင်ကြလို့ရတယ်အမိုးကလည်းရှိတယ်ဆိုတော့မိုးကြွားတဲ့အခါကျရင်လည်းဘာမှစိုးရင်ကျင်စရာမလိုတော့ဘူးဟုတ်တယ်နော်အကိုအကိုပြောတာမှန်တယ်ဒီလားအရင်ကောင်းတာပဲအမြန်ဆုံးဆီယမော့ကိုဒီပြောရွှင်ဝမ်းသာစရာကောင်းတဲ့ကိစ္စကိုတော့ပြောပြရမယ်နော်အမြန်သွားကြတာဗောလား ။ဆီယမနေသူကလည်းနေရာကိုအမြန်ဆုံးရောက်ရှိလာခဲ့ပြီးတော့ကြည်လိုက်ပါတယ်။နေရာကိုကြည့်ရှုပြီးနောက်မှာတော့ခလေးတွေပြီးတဲ့အကြံဉာဏ်ကိုတမောကိုယ်တိုင်လည်းသဘောကျနှစ်သက်သွားခဲ့ပါတယ်။ဒီနေရာမှာစတင်မယ်ဆိုလို့ရှင်တော့လုံးဝကိုအဆင်ပြေမယ်ဆိုတာတမသိနေခဲ့လို့ပါပဲ။ဒီနောက်မှာတော့ခလေးတွေအကုန်လုံးအတူတူပေါင်းပြီးတော့နေရာထိုင်ခင်းတစ်ခုဖြစ်အောင်စီစဉ်ခဲ့ကြပါတယ်။ဒီတော့ခလေးတွေကလည်းဒီနေရာမှာအေးအေးဆေးဆေးစာကိုတင်ကြားနိုင်သွားခဲ့ကြပါပြီ။အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာဒီရွာလေးမှာအကြောင်းတကြောင်ဖွင့်လှစ်တင်ကြားပေးနေခဲ့တဲ့ဆိုတဲ့အကြောင်းကို အနီးနောက်မှာရှိတဲ့ကျေးရွာတွေကလူတွေကလည်းတီးကုန်ကြပါတော့တယ်။ပညာရေးရောင်းကားသူတွေကလည်းရွာကိုရောက်ရှိလာခဲ့ပြီးနောက်မှာတော့ဤသူကိုလာရောက်ပြောဆိုခဲ့ကြပါတယ်။ခမရတကယ်အရန်ကိုတော်တဲ့အမျိုးသမီးတယောက်ပဲမဖြစ်နိုင်တဲ့ကိစ္စတွေအကုန်လုံးကိုဖြစ်နိုင်တယ်ဆိုတော့ခမရတတ်သိပြသွားခဲ့။ခမရကဒီမှာမှို့ចောင်းကြီးလောက်ပြီးတော့ចောင်းသူចောင်းသားတွေအားလုံးကိုပညာသင်ကြားစေခဲ့။တချို့ကလေးတွေဆိုလို့ရှိရင်တော့ပညာရေးမှာအရန်တော်တယ်ဆိုတဲ့အကြောင်းတွေကိုလည်းကျွန်တော်တို့ကြားသိထားပါတယ်။ဒါဆိုရင်တော့ကောင်းပြီ။ကျွန်တော်တို့အနေနဲ့ဒီရွာမှာအစိုးရចောင်းတောင်ဖွင့်လှစ်နိုင်ဖို့အတွက်စူးစမ်းပေးမယ်။ ခမားကိုယ်တိုင်ပဲဒီเจ้ามาเจ้าအောင်ကြီးအနေနဲ့ရောပညာသင်ကြပေးမယ်ဆရာမတယောက်အနေနဲ့ရောစ조사လုပ်ကင်ပေးပါဒီစကားကိုကြားခဲ့ရတဲ့ခါမှာနေသူလဲဝမ်းတာပြောရွှင်သွားခဲ့ပါတယ်ဒီရွာမှာရှိတဲ့ရွာသူရွာသားတွေအားလုံးကလည်းဝမ်းတာပြောရွှင်နေခဲ့ကြပါတော့တယ်ရဂျိုကတော့သူ့ဟာသူစိတ်ပြဝမ်းနေစွာနဲ့နေထိုင်ခဲ့ရပါတယ်အရင်နေ့ကစပြီးဆရာမနေသူအကူကြီးเจ้าရွာမှာရှိတဲ့သူတွေအကုန်လုံးကလည်းစည်ရင်းအင်းပညာကောင်းကောင်းတက်ကြွသွားကြလို့ပါပဲ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်